Hello အားလုံးပဲမင်္ဂလာပါရှင်အခုလိုမိုးရသည်ဆိုပေမဲ့အမြဲတမ်းလိုလိုပူဆက်ပူလောင်ခံစားနေရတဲ့ရာသီဥတုလေးနဲ့အင်မတန်မှလိုက်ဖက်ပြီးတော့စားလို့အရန်ကောင်းတဲ့သခါးသီးတုပ်ကလေးပုစားဖြစ်တာလေးကိုလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်တခိုက်တုတ်ကလေးမတုတ်ခင်မှာ channel လေးကိုလည်း like and subscribe လေးနှိပ်သွားပြီးပါအောင်ရှင်။အရင်ဆုံးတခိုက်တုတ်ကလေးတွေကိုထည့်ဖို့အတွက်ငားလေးတွေကိုချက်ပေးပါမယ်ရှင်။ငားလေးကိုတော့လုံးချက်ကလေးပဲချက်ပေးလိုက်ပါမယ်။ မြုပ်သီးအနှစ်ကလေးတွေခရမ်းညင်သီးလေးတွေထည့်ပြီးတော့အားလုံးသမသွားအောင်နေပေးလိုက်ပါမယ်။နေပြီးသွားပြီဆိုရင်တော့အပေါ်ကနေစီလေးတစ်စုံလောက်ဆန်းပေးလိုက်ပါမယ်။ပြီးရင်ရေကလေးပါတစ်ခါရဲထည့်ပြီးတော့အဖုံးလေးအုပ်ပြီးမီးဖို့ပေါ်မှာ15မိနစ်လောက်တင်ထားပေးလိုက်မယ်ဆိုလို့ရှိရင်တော့၅ချက်ကလေးအားရပါပြီရှင်။၅ချက်ကလေးရပြီဆိုရင်တော့ငါးလေးကိုအေးအေးခံထားပြီးတော့အနှစ်ကလေးတက်တက်အဖက်ကလေးတွေကိုအယိုးထွင်ပုံအတွက်တိချာအယိုးလေးတွေထွင်ထားပေးလိုက်ပါမယ်ရှင်။ ငါးလေးအေးခံတာတော့မှာသခွားသီးလေးတွေစပြီးချစ်ပါမယ်။သခွားသီးလေးကိုသေချာရေးစင်အောင်စေးကြောတတ်စင်ပြီးတော့အထက်ထဲကအစီလေးတွေကိုထုတ်ပြီးတော့သခွားသီးလေးကိုချစ်ထားပေးလိုက်ပါမယ်ရှင်။သခွားသီးလေးချစ်ပြီးသွားပြီဆိုလို့ရှိရင်တော့အတုတ်ထဲထည့်ဖို့အတွက်ငရုတ်သီးစိမ့်လေးတွေကိုမီးစင်းပြီးတော့လှော်ပေးထားလိုက်ပါမယ်ရှင်။ စိမ့်ထည့်လို့ရပါမယ်အစိမ့်ထည့်မယ်ဆိုလို့ရှိရင်ဘိုင်းနာမဆိုတဲ့အတွက်ငရုတ်ကြီးလေးကိုလှော်ပေးလိုက်ရပါရှင်လှော်ပြီးသွားရင်တော့တခါတည်းထည့်ပြီးတော့ထောင်းထားပေးလိုက်ပါမယ်ရှင်ကဲခုဆိုလို့ရှိရင်တော့တခါသီးတုပ်ဖို့အတွက်ငရုတ်ကြီးလေးလည်းထောင်းပြီးသွားပါပြီ ကဲအခုဆိုရင်တော့သခွားသီးတုပ်ကလေးကိုတုပ်ဖို့အတွက်ပေါ့နော်။ငါးအန်ရေနှစ်ကလေးရယ်ငပိရေလေးရယ်ငါးသားနှွမ်းထားတာလေးရယ်ဒါလေးကတော့မြေပီးလေးကိုလော်ပြီးထောင်းထားတာလေးရယ်။ပင်စင်းရွက်ကလေးတန်မြန်သေးလေးရယ်ပေါင်ပစ္စည်းအလုံးအစင်းသိမ့်ဖြစ်ပြီဆိုတော့သခွားသီးတုပ်ကလေးစပြီးတော့တုပ်လိုက်ပါတော့မယ်ရှင်။ပြန်တော့သခွားသီးလေးရဲ့ကိုငပိရေလေးရင်ဆောင်လောင်းပေးလိုက်ပါမယ်။ပြီးရင်ငါးနှစ်ကလေးလည်းထည့်ပေးလိုက်ပါမယ်ရှင်။ ငါးသားနှင်ထတာလေးကိုလည်းထည့်ပေးလိုက်ပါမယ်။မြုပ်တီးလေးကိုတော့နည်းနည်းပဲထည့်ပါမယ်။လုံမပဲထပ်ထည့်ပေးပါမယ်ရှင်။မြုပ်တီးကအရင်ဆက်ရှင်မစားနိုင်ပါဆိုတဲ့အတွက်လုံမထပ်ထည့်ပေးပါမယ်။ပြီးလို့ရှိရင်တော့တမ်မြာတီးလေးတွေညှစ်ပေးလိုက်ပါမယ်။တမ်မြာတီးကိုလည်းပဲနည်းနည်းပဲညှစ်ပြီးတော့ပြရတာမြည်ပြီးမှပဲလိုရင်ထပ်ထည့်ပေးပါမယ်။ပြီးရင်ဟင်းချုံမုံလေးထည့်မယ်။စားလေးအနည်းငယ်လောက်ထည့်ပေးမယ်ပေါ့နော်။ငပိရေလည်းထည့်ထားဆိုတော့စားကိုတော့နည်းနည်းပဲသုံးပေးလိုက်ပါရစေ။ ြီးရင်အားလုံးတမအောင် နေပြီးသွားပြီဆိုလို့ရှိရင်တော့တစ်ခါလေးလုပ်ပြရပါပြီ။ကဲအခုဆိုလို့ရှိရင်တော့တမန်နန်းတင်းတင်းလေးနဲ့ပေါ့နော်ချင်းချင်းဆက်ဆက်တစ်ခါလေးလုပ်ပြရပါပြီ။ပို့ပြီးမှုတ်သွားအောင်လို့အပေါ်ကနေပြီးတော့ပြင်းစင်းရွက်ကလေးတင်ပြလိုက်ပါမယ်ရှင်။ခုလိုရာတီနဲ့လဲလိုက်ဖက်တယ်စားလို့လည်းအရန်ကောင်းတယ်တခွားကြီးတုတ်ကလေးတစ်မျိုးရှိုံနဲ့ကိုကြံတဲ့ဟင်းတွေဘာမှမလိုတော့ပဲအရန်ကိုစားလို့ကောင်းတာမို့လို့အားလုံးပဲလိုက်လို့စားကြည့်ကြပါရှင်။ဒါရောက်ကြည့်ရှုပေးတဲ့သူတွေအားလုံးလည်းကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်။ နောက်တင်တဲ့ဗီဒီယိုလေးတွေကိုလည်းအားလုံးပဲကြည့်ရှုပေးကြပါအောင်ရှင်နောက်တင်တဲ့ဗီဒီယိုလေးတွေမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်ရှင်ကျေးဇူးတင်ပါတယ်တတ်တာ